တတိယကြီးနဲ့ပြည်နယ်ကိုကူးမှရှိတဲ့မြို့နယ်ပေါင်း63မြို့နယ်အားအရေးပေါ်အခြေအနေဖြစ်ဆက်လက်ကြေညာလိုက်ကြောင်းသိရပါတယ်။အော်တိုဘာလ31ရက်နေ့မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာအရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်းဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်3မြင်းဆောင်2025အမှတ်နဲ့ထုတ်ပြန်ပါတယ်။အဆိုပါအမိန့်တွင်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်တဲ့အမိအမှတ်တင်းမြင်းစော2025ကို2025ခုနှစ်ဇူလိုင်လ31ရက်ရက်စွဲနဲ့ထုတ်ပြန်ပြီး၎င်းအမိမှဖော်ပြပါရှိတဲ့တတိတာကြီးနဲ့ပြည်နယ်များမှမြို့နယ်များအားအရေးပေါ်အခြေအနေကြီးညာခဲ့ကြောင်း၎င်းမိတ်ဟာအော်တိုဘားလ31ရက်နေ့ကနေစပြီးနောက်ထပ်ရက်ပေါင်း60အထိအတည်ဖြစ်ကြောင်းအမျိုးသားကော်ဝေးရေးနဲ့လုံခြုံရေးကောင်စီကထုတ်ပြန်ပါတယ်။ ဇွန်လ30ရက်ကထုတ်ပြန်ခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဥပဒေကဲ့သို့အာဏာတည်တဲ့အမိမတ်တင့်မြင့်ဆောင်2025မှာလက်နက်ကင်ကျန်းဖက်တောင်းကျမ်းမှုများချုပ်ငိမ့်စေရတဲ့နေမြေဒေသတည်ငြိမ်အေဂျင့်ရေးတရားဥပဒေစိုးမိုးရေးတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငါတနိဒာကြီးနဲ့ပြည်내များရှိမြို့နယ်63မြို့နယ်အားဖွဲ့စည်းပုံခြေကဥပဒေ2008ခုနှစ်ပုံမှန်432ကကြီးအရာအရေးပေါ်အခြေအနေကြေညာလိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။ အရေးပေါ်ခြေလေးတင်ပြလိုက်တဲ့မြို့နယ်များတွင်ကချင်ပြည်နယ်စွန်ဘရာဘန်မြို့နယ်ရွှေကူမြို့နယ်အင်းချန်ရံမြို့နယ်စော့လော်မြို့နယ်ချီဖွေမြို့နယ်ပြည်အားပြည်နယ်ရှိ ရှားတောမြို့နယ်ဖားဆောင်မြို့နယ်မဲ့ဆယ်မြို့နယ်ကီပြည်နယ်ရှိ ကော့ဂရိတ်မြို့နယ်ကြိုင်စိတ်ကြီးမြို့နယ်ချင်းပြည်နယ်ရှိကံပက်လက်မြို့နယ်ထန်တလန်မြို့နယ်ပလက်ဝမြို့နယ်တွန်းဆန်မြို့နယ်မင်းတပ်မြို့နယ်မတူဘီမြို့နယ်ဖလန်းမြို့နယ်တို့ပါဝင်ပါသည် ဒါအပြင်စကိုင်းတိုင်းဒေသကြီးရှိထီချိုင်မြို့နယ်၊ကောလင်းမြို့နယ်၊ပင်လယ်ဘူးမြို့နယ်၊ခင်ဦးမြို့နယ်၊ဝက်လက်မြို့နယ်၊ကဏီမြို့နယ်၊ဒီပေရင်မြို့နယ်၊ပလဲမြို့နယ်၊အင်းတော်မြို့နယ်၊မကွေတိုင်းဒေသကြီးရှိ ပေါင်မြို့နယ်၊မြိုင်မြို့နယ်၊စောမြို့နယ်၊ထီလင်းမြို့နယ်၊ရေစကြိုမြို့နယ်မန္တလေးတိုင်းဒေသကြီးရှိမိုးကုံမြို့နယ်၊စင်ကူးမြို့နယ်၊ငန်းစုံမြို့နယ်တို့ကိုလည်းအရေးပေါ်အခြေအနေကြေညာထားပါတယ်။